နေမြင်ညာပြောင်းဆိုရင်အတိတရားရအောင်လမ်းပြသွားခဲ့တဲ့သူအသူကတော့အဖြူရောက်တက်ကရင်ဇလန်းတွဲမဲချူဇလန်းတွဲတွင်နေနမေကြီးလာခဲ့တာဖြစ်ပါတယ်အစိုးရဇလန်းတွဲမှာသူကအဓိကတင်းယုတ်ဆောင်နေတဲ့တင်းယုတ်ဆောင်ရတာမဟုတ်ပဲဇက်ဖို့နေရာကနေတာပါဝင်ခဲ့ရတာပါဒါပေမဲ့အရွယ်နဲ့မလိုက်အောင်တင်းယုတ်ဆောင်ကောင်းတဲ့အတွက်ပြိသက်တွေရအချစ်ပုံနေရတာပါသူကအမှုပညာနောက်ခံအင်အားလည်းမရှိတဲ့အတွက်ကိုဝါကိုကိုပြီးစူးစမ်းခဲ့ရတာဖြစ်ပါတယ်ဇလန်းတွဲတွင်မှာရရခန်းကိုဖိပြင်းအောင်တင်းယုတ်ဆောင်နေခဲ့ရတာပါ 調査တဲ့သူတို့အတွက်အခွင့်အလမ်းတွေကလည်းအများကြီးရှိလို့နေတာပါသူကသူယုံဆောင်ကောင်းတာကြောင့်ထုံးလုံးကြီးတွေနဲ့ဒရိုက်တာတွေကလည်းသူကိုဇလန်တွဲရီနဲ့ရုပ်ရှင်တွေမှာအထူးခွင့်ရေးတွေပေးဖို့အတွက်အစီအစဉ်ထားခဲ့တာပါ သူကိုယ်တိုင်ကလည်းမင်းသားဖြစ်လာတဲ့အထိစ조사မယ်ဆိုရင်အနာဂတ်ရည်မှန်းချက်တွေရှိခဲ့တာပါ။ဒါပေမဲ့သူကိုယ်တိုင်တော့မေ့သိလိုက်တဲ့အချိန်မှာပဲသူကအလောကကြီးကနေထွက်ခွာသွားပါတယ်။အနာဂတ်ရည်မှန်းချက်တွေအများကြီးနဲ့သူကမက်လာကိုရန်ဒီမှာကားအက်ဆီဒန့်တစ်ခုကြုံတွေ့ခဲ့ရပါတယ်။မက်လာရှင်ရန်ဒီမှာတငယ်ချင်းကားနောက်ကနေလိုက်စင်းရင်ကားတိုက်မိသွားခဲ့တာပါ။သူကဖြစ်ဖြစ်ချင်းမှာပဲဦးခေါင်းပိုင်းကိုထိသွားတာဖြစ်တဲ့အတွက်တန်ရာကစိုးရင်စရာဖြစ်နေတာပါ။အရေးပေါ်စေယုံတင်လိုက်ရတဲ့အချိန်မှာပဲသူကအသက်ရှင်ဖို့90 90ရာခိုင်နှုန်းသာရှိနေခဲ့တာပါ။ ဒါကြောင့်မလို့သူတငယ်ချင်းတွေနဲ့သူကိုချစ်တဲ့တယောက်ဆောင်တွေကသူတယောက်အသက်ရှင်မဲ့90ရာခိုင်နှုန်းနောက်ကိုပါလာပါစေဆိုပြီးဆုတောင်းခဲ့ကြပါတယ်။သူကိုတိုင်းကတော့အတိနဲ့တတိကမလားဆိုတဲ့အခြေအနေမှာတော့မသိကြနိုင်ပါဘူး။သူကိုတိုင်းတော့မျှော်လင့်မထားပဲမသိလိုက်ရပါပဲနဲ့လောကကြီးကိုမလားဆိုင်ရဲ့ဒီမနက်ခင်းမှာအပီးနှုတ်ဆက်လိုက်ရပါပြီ။မိခင်ဖြစ်သူရဲ့လက်ပေါ်မှာအသက်ငင်ကနှုတ်ဆက်သွားခဲ့တဲ့သူကြောင့်တကိုယ်ရင်းကြံခဲ့တဲ့မိခင်ဖြစ်သူကလည်းတောကရီဝေလို့နေပါပြီ။သူရုတ်တရက်ကွယ်လွန်သွားတဲ့တရင်ကိုပရိသတ်တွေကတော့မယုံကြည်နိုင်ဖြစ်နေတာကြောင့် မိခင်ဖြစ်သူကတော့လက်လင်းမခံသလိုရှင်ထဲမှာအပူမီးတွေတောင်းလောင်းနေရတာပါ သူကရှီမန်းချက်တွေအများကြီးရှိတဲ့ကလေးတယောက်ဖြစ်ပါတယ်အသက်26ဝန်းကျင်သားရှိသေးတဲ့သူမှာအမှုပညာအလုံးလုပ်ဖို့အခွင့်အလမ်းတွေအများကြီးရှိနေတာပါသူရဲ့ကြိုးစားမှုနဲ့ဆိုနောက်ထပ်၄-၅နှစ်အတွင်းမှာလောက်ကွက်ရတင်ရောက်ဆောင်တယောက်ဖြစ်လာမှာအသေးချပါသူကဖခင်မရှိတော့ကြောင့်မိခင်နဲ့တာအဖို့ပြုနေထိုင်ပြီးနေတာပါအမေတခုသားတခုဘဝမှာတော့သူကမိခင်ဖြစ်သူကိုအမှုပညာအလုံးနဲ့ရှာရသမျှအခါလှုပ်ကြွေးလို့နေတာဖြစ်ပါတယ်မိခင်ဖြစ်သူကလည်းသားဖြစ်သူအပြင်သွားရင်တော့စိတ်မချပါဘူးသူကတော့သူ့ကိုဟန်လို့သာလုံလိုက်ချက် ချင်းပြန်လာမှာဆိုပြီးပြောတတ်ပါတယ်ဒီတစ်ခါမှလည်းမိခင်ဖြစ်သူကဟယ်လိုလို့လေသူကပြန်မလာတော့ပါဘူးဆိုပြီးမိခင်ဖြစ်သူကငိုချင်းချလို့နေတာပါမိခင်ဖြစ်သူကနာရီနဲ့တားဖြစ်သူရုတ်တရက်ဖြစ်သွားတဲ့အကြောင်းကိုဘယ်သူမိမိမပြောနိုင်ပါဘူးသူရင်ထဲမှာကြေကွဲခံစားနေရတာမို့စကလုံးညီထွက်မလာပဲရှင်ထဲမှာခံလို့နေတာပါမျက်ရည်လေးသာစီးကြနေရင်းနဲ့တားကအယံစောနုံလို့ပါသူမှခန္ဓာကိုယ်နဲ့မမြအောင်မိသားစုတာဝန်ကိုထမ်းဆောင်ထားပြီးတည်တတ်သူကြီးပါဆိုတာကိုသာတွတ်တွတ်ရွက်ခါတားကြောင့်အယူမွေးဖြစ်နေ ဲမိခင်ဖြစ်ပါတယ်သူရဲ့အဖြစ်ကနေမြညာပြောင်းဆိုတဲ့အတိတရားကိုလမ်းပြပေးလိုက်သလိုဖြစ်သွားပါတယ်။မိမိကိုကိုဆိုရင်လည်းထူးထွက်သွားပုံကိုကြည့်ပြီးရုံးခန့်နေရင်လည်းအခုလိုဘာမှမတီးပဲထွက်သွားမှာပဲလို့အတိတရားရကစိတ်မကောင်းဖြစ်မိပါတယ်။နေမြညာပြောင်းဆိုတဲ့အတိတရားကိုလမ်းပြသွားပေးခဲ့တဲ့သူပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။